ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့ခေါ်သံအွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြထားတဲ့ဆရာဆိုင်မန်ရေးသားထားတဲ့တစ္ဆာစုကြသူများဆိုတဲ့စောင်းပါလေးပဲဖြစ်ပါတယ်တစ္ဆာစုကြသူများဒီနေ့အမေတရားရုံးကိုတွားရမယ်အမေကိုအာမခံပေးဖို့ငွေလိုတယ်တာအဲ့ငွေမပေးရင်တရားရုံးကအမေကို အချုပ်ချလို့ရတယ် ဗျာအမေအမှုအတွက်အာမခံပေးဖို့ငွေလိုတယ်ဆိုတော့အတန်ကိုကြတော့ကျွန်တော်ခေါင်းနှံပန်းကြီးသွားတယ်ငွေကဘလောက်လိုတာလဲအမေ3000ခွဲလိုတယ်တာအမေမှလည်း9000လောက်ပဲရှိတယ်အဲ့ဒါကြံတဲ့ငွေကိုတာဘယ်ကရှာလို့ရမလဲကျွန်တော်လောက်ကတစ်လမှာ1000လောက်ပဲရတဲ့အချိန်မှာ အမခံပေးဘူးလူရက်ငွေ3000ဆိုတာကျွန်တော်3လစာလောက်ဆိုတော့ဒီငွေကိုကျွန်တော်ဘယ်နာကသွားဆ ਾਇ ရမလဲဆိုတာတော်တော်လေးစဉ်းစားရခက်တာပါပဲ2003-2004ကာလတုန်းကတာမန်အလုံသမားတယောက်ရဲ့လာစာဆိုတာတလမှာ1000နဲ့1000ခွဲပဲရှိတယ်အတုတ်တပွဲတရားမိုးငါးတပွဲတရားလက်ငါစီရင်မထထတာတွေနဲ့ ်ဘယ်တော့တော့20ပဲပေးရတဲ့ခေးဆိုတော့ငွေ3000ဆိုတာတာမန်မိသားစုတစုအတွက်နင်းနင်းနုံနုံငွေမို့ဘူးမမရရအိမ်ကချေထားတဲ့ငွေ3000ကိုကျွန်တော်က30ရိုးနဲ့လာစဉ်အတူ3000ပေးပြီးအရင်ကပါဖယ်ပြီးဆက်နေရတဲ့အချိန်ဆိုတော့နောက်ထပ်လိုတဲ့ငွေ3000ကိုကျွန်တော်ဘယ်ကသွားရှာပြီးချေပေးရမှမသိဘူး ကျွန်တော်တို့မိသားစုမှာအဖေအမေကျွန်တော်ပါဝင်ကျွန်တော်ညီမနဲ့ညီအားလုံးပေါင်း9ယောက်ရှိတယ်အဖေကဈေးထဲမှာကုန်ကားမောင်းနေဆိုပေမဲ့သူ့ရှာတာကသူ့တောက်တာနဲ့တင်တိတ်အဖက်မတင်ဘူးအမေကတော့အိမ်ပွဲစားမြေပွဲစားလုပ်တယ်ဆိုပေမဲ့လေသူလည်းအမြဲအဆင်ပြေနေတာမဟုတ်ဘူးဒီတော့အိမ်လကတလကို1000နဲ့ ရေဖို့မိဖို့အပါဝင်အိမ်ရဲ့မိဖို့ကြောင့်အတွက်တချို့လိုတဲ့အသုံးစိတ်ကိုရှာဖို့ကျွန်တော်လဲအလုတ်ထွက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ရတဲ့ငွေကအပေါ်မှာရေးခဲ့တယ်လို့အိမ်ကခြေထားတဲ့ငွေကိုအတိုးနဲ့အရင်ဖက်ဆက်နေရတာဆိုတော့ကျွန်တော်လဲအလုတ်သာလုပ်နေရတာငွေဘူကမရှိဘူးအတိုးနဲ့အရင်ဖက်ဆက်လို့ပုံငွေ3000ဖြစ်ဖြစ်4000ဖြစ်ဖြစ် ပိုတဲ့ငွေအကုန်လုံးကိုလည်းအမေလက်ထက်ထည့်ပေးလိုက်တာဆိုတော့ကျွန်တော်မှလည်းလကုန်ရင်ငွေမကျန်တော့ဘူးကြားထဲမှာစားတာတောက်တာကအလုတ်ကကျွေးတာရယ်တငယ်ချင်းအရင်ကြီးတွေကကောင်းတာရဲ့ကြောင့်ကျွန်တော်မှစားရမယ်တောက်ရမယ်မဖြစ်ခဲ့တာဒီလိုအချိန်ဒီမှာနောက်ထပ်လိုတဲ့ငွေလေး3000ကိုထက်ရှာဖို့ဆိုတာကျွန်တော်အတွက်တော့အတော်လေးခက်ခဲတဲ့အရာပဲ။ ဒါပေမဲ့လည်းမတက်နိုင်ဘူးဖြစ်လာသမျှအကောင်းပဲဆိုပြီးကျွန်တော်အမေအတွက်လူနေတဲ့ငွေကိုရှာဖို့ထွက်ခဲ့တယ်ငွေရှာထွက်တယ်ဆိုတာလေထုံးစံအတိုင်းတငယ်ချင်းတွေစီပတ်ချေးရတာပါတယောက်စီကနေ900ရရရတထောင်ရရကျွန်တော်လိုက်တောင်းရတာပါတငယ်ချင်းတွေကလည်းကျွန်တော်ရဲ့အခြေအနေနဲ့အမေရဲ့အမှုကိုတည်ထားတော့သူတို့ရှိသလား ထုတ်ပေးရှာတယ်ဒီလိုနဲ့နေ့လယ်၁၇နာရီလောက်ကထွက်ပြီးရှင်းသမျှတငယ်ချင်းနေစီငွေလိုက်ချေတာညနေ၃နာရီထုတ်ကနေအထိကျွန်တော်လက်ထဲမှာငွေလေး၁000ကျော်2000လောက်ပဲရသေးတယ်ညနေ၄နာရီမထိုးမီရုံးကိုလာခဲ့ဖို့အမေကမာတော့ကျွန်တော်ရောက်နေတဲ့တာဂေတကနေတောင်ညွန့်တရားရုံးရှိတဲ့ကံတော်ကြီးပတ်လန်းကိုလိုင်းကားနေပဲ ပြေးရပါမယ်အာမခံဖို့ငွေလိုနေသေးတာမှန်ပေမဲ့အမေစီအချိန်မီရောက်ဖို့ကလည်းလူသေးတယ်လေကိုရောက်မှ ရှိတဲ့ငွေပေးပြီးတရားသူကြီးကိုပဲထိုင်မဲ့ကြော့ရကြော့ရကျွန်တော်ကြော့ပြီး တောင်းပန်မယ်လို့ပဲတွေးထားတယ်လောလောဆယ်တော့အမေမျက်နာကိုအရင်ဆုံးမြင်ရင်တော့တကယ်ပါပဲဒါနဲ့ပဲ တာဂီတက်ကနေလိုင်းကစီမင်္ဂလာစင်းမှာဆင်းပြီးတောင်ညွန့်တရားရုံးရှိတာနေရာကိုလမ်းလျှောက်ရတယ်ဒီနေရာမှာပြော့ပြချင်တာကတောင်ညွန့်တရားရုံးဆိုတာလိုင်းကမရောက်တဲ့နေရာဆိုတော့ရုံးကိုသွားကြည့်ရင်ကားငားရင်ငားကားမငားရင်စိုက်ကားငားရမယ်ကျွန်တော်မှရှိတဲ့ငွေတွေကပဲ့မသွားကြင်တော့ဘာမှမငားတော့ပဲလမ်းမင်းလျှောက်တော့တယ်ဒီချိန်မှာပဲ မိုးကတဲတဲမဲမဲကိုရွာချပါလေရောမနေ့ကလေးကဆွေပြီးတပွဲပွဲရွာနေတဲ့မိုးကညနေရုံစင်းချိန်ကြီးမှာတနေကုံအောင်ဤထားသမျှအညိုးနဲ့ရွာချသလားထင်ရတယ်တဲတဲမဲမဲကိုရွာတာဆိုတော့ဘဲသွားသွားထီယူမသွားခြင်းနဲ့ကျွန်တော်အတွက်လူစင်စစ်ကနေကျွတ်ဆုပ်ဘဝကိုရောက်သွားတော့တာပဲအချိန်ကလည်း၃နာရီကျော်ပြီဆိုတော့ မိုးတိတ်တာကိုစောင့်မနေတော့ပဲမိုးရေထဲမှာပြေးလိုက်ပြေးလို့မောရင်လမ်းလျှောက်လိုက်နဲ့တရားရုံရှိတဲ့နေရာကိုကံတော်ကြီးပလန်းကပဲလာခဲ့လိုက်တယ်လူလဲဆိုဘောင်းမိအိတ်ထဲက90ရံကနေစပြီးတထောင်နဲ့အထစ်ပါလာတဲ့အကျွေးတွေကလည်းစုပေါ့ဒီကြားထဲလေကလည်းခကြမ်းကြမ်းလေးတိုက်တော့လူကခက်ခက်တုံအောင်ချမ်းပြီး သွားတွေပါတကက်ကက်ဖြစ်တဲ့အထီးပဲဒီလိုခက်ခက်တုံနေလဲအမေစီရောက်ဖို့စိတ်ကစောနေတော့ခြေလန်းတွေကခက်တက်တက်နေပဲရှောက်လာမိတယ်စိတ်ထဲမှာအမေကိုမတွေ့ရတော့မှကိုအဲ့ဒီအချိန်ကတိတ်ကြောက်မိတာပါပဲတရားရုံးရောက်တော့မိုးတွေရွာနေတဲ့အတွက်လူတိုင်းကအမို့အောက်တွေမှာဝင်ရက်နေတော့အမေကိုရှာတာ မတွေ့မိဘူးစိတ်ထဲမှာလည်းဘလောင်ဆူနေပြီလက်ထိတ်တွေနဲ့ထုတ်လာတဲ့တရခန်းတွေကို တွေ့တော့ငါ့အမေများသူတို့လိုပါသွားပြီလားဆိုပြီးလိုက်စာနေမိပြန်လေဒီလိုလိုက်စာနေရင်တဏီယာကနေတားရေဆိုပြီးအမေခေါ်တဲ့ကိုကြားလိုက်ရတယ်လန့်ကြည့်တော့အမေကခွေးချေလေးတစ်ခုပေါ်မှာထိုင်နေတယ်ဘေးမှာလဲအမေအမှုကို အလကားကူညီပြီးလိုက်ပေးနေတဲ့ရှင်ဒီကိုလည်းမြင်လိုက်ရတယ်